အဖြစ်အပျက်လေးတစ်ခုကိုကျွန်မပြောပြပေးမယ်။တိတ်မကြသေးခင်ကပေါ့နော်လွန်ခဲ့တဲ့တစ်လကျော်လောက်ကကျွန်မရဲ့ဒီ TikTok ကနေပြီးတော့ကောင်လေးတစ်ယောက်လာပြီးတော့အကူအညီလှမ်းတောင်းတယ်နော်။ "तू က CI နဲ့ပြန်ချင်လို့"တဲ့အဲ့လိုပြောတော့ကျွန်မကမေးတယ်။အင်း passport စာအုပ်ရှိလားပေါ့နော်။တသန်းအုပ်ရှိလား။မှတ်ပုံတွေနေပါတော့ရှိလားမေးတာပေါ့နော်။တခုတခုပေါ့။မေးတော့ "तू က passport စာအုပ်ရှိရဲ့"တဲ့။ "तू ရောက်တာမကြသေးဘူး"တဲ့။ အာ2လလောက်ပဲရှိသေးတယ်တဲ့သူအောက်လန်းနေပြီးတော့လာတာတဲ့အခုဒီမှာဆက်နေလို့မဖြစ်တော့လို့တဲ့အမစီရန်လျှောက်ပြီးပြန်ကျင်တာတဲ့သူဘာလို့အမှန်လဲမသိဘူးတဲ့အဲ့ဒါနဲ့ကျမရဲ့ဒီ Facebook page ပေါ့နော် Messenger ကိုလာခဲ့လိုက်ဘာလို့ဆိုတော့ TikTok ဘက်ကစကားပြောတာအဆင်မပြေဘူးလေနော်အဲ့ဒါနဲ့ account လေးကကျမရဲ့ဒီ Facebook ဘက်ကိုလာရော Messenger မှာကျမစကားပြောရောပြောတဲ့ခါကျတော့သူကဒီမလေးရှားကိုရောက်နေတာတဲ့သူနှစ်လရှိသွားပြီအောက်လန်းလာတာတဲ့ သူ့ကိုတဲ့ပွဲစားကနေပြီးရောတဲ့ဒီပဇွန်တို့ငါတို့ကံပေါ့နော်မွေးညူရဲမှာထည့်ထားတာတဲ့ထည့်ထားပြီးရောဒီပွဲစားလည်းသူအဆက်အွယ်ရှာလို့မရတော့ဘူးတဲ့ပေါ့တကယ်တမ်းကျတော့ तू ကသူ့ကို तू ဘယ်ရလို့ရောက်မှန်းတော့မသိဘူးကျမမေးတာမင်းအခုဘယ်ပြည်နယ်မှာနေနေလဲဆိုတော့ तू မသိဘူးတဲ့မသိတော့အနေငါ့ကို location ပို့ပေးလိုက်လို့ငါကြည့်ကြည့်မယ်ဆိုတော့ तू ကျမ location ပို့ပေးတယ်။ तू ပို့ပေးတဲ့ဟာတကယ်ကိုပင်လယ်နားနီးတယ်။ အာဒီတော်တော်မျိုးနဲ့အရန်ကိုအလှမ်းဝေးတဲ့နေရာပေါ့လေနော်ကျမကတော့သူနေတဲ့ပြည်နယ်တွေပဲပြောလို့အဆင်မပြေသေးလို့တော့မပြောသေးဘူးအဲ့တော့အဲ့နေရာမှာလည်းပဇွန်တို့ငါတို့မွေးတဲ့ကံကြီးလည်းရှိရပါလေနော်အဲ့နေရာမှာသူရောက်နေရရောက်နေတော့အာအဲ့ဆိုလို့ရှိရင်ပြန်မယ်ဆိုလို့ရှိရင်ပြန်လို့ရတယ်လေလို့နင်အခုအဓိကကတော့ passport စာကိုရှိရတဲ့အတွက်ကြောင့်မို့လို့တက်တန်းလည်းရှိရတဲ့အတွက်ကြောင့်မို့လို့ အော်ဒီလင်းရင်လက်မှတ်ဝယ်ရမှာလို့လင်းရင်လက်မှတ်ဝယ်ပြီးရတယ်မပြန်ခင်တပတ်လောက်လို့တော့လာဝကမှာဘယ်လိုလုပ်လောက်ရမယ်ပေါ့နော်ဒီလက်ဝယ်နေရမယ်ဒဏ်ကြီးပေးရမှာ၄ကျွန်မအကုန်ပြောပြတာပေါ့နော်အဲ့လိုပြောရတာသူကနေပြီးဝမ်းသာသွားတာဟုတ်မားတဲ့ကျွန်တော်အဲ့လိုမျိုးလုပ်မယ်တဲ့ဒါပေမဲ့တဲ့ကျွန်တော်အခုနှစ်လကျော်သွားပြီးရောက်တာတဲ့ကျွန်တော်ဟိုတဲ့အလုံးရှင်ရတဲ့လစာလုံးဝမပေးသေးဘူးတဲ့သူဟိုတဲ့1500နဲ့ခန့်ထားတာတဲ့အဲ့တော့လစာမပေးဘူးဆိုတော့အဲ့ဆိုရှင်မင်းဒီလောက်ကုန်ရင်ပတ်စံရမှာလား းလားစားမပြေဘူးဆိုတော့သူငါတဲ့ပတ်စံတော့မရှိဘူးတဲ့ဒါပေမဲ့အမရဲ့တဲ့ကျွန်တော်ကတဲ့စိတ်မကောင်းဘူးတဲ့မလေးရှားကိုလာဖို့အတွဲတဲ့ပတ်စံသိန်းတရာကုန်ခဲ့တယ်တဲ့အောက်လန်းကတဲ့နော်သူကျမကိုဆက်သွယ်တဲ့အချိန်မှာသူမလေးရှားကိုရောက်တော့နှစ်လပဲရှိသေးရပေါ့နော်သိန်းတရာကုန်ခဲ့တယ်တဲ့ဒီလဲရောက်တော့တဲ့ကျွန်တော်တောက်လျှောက်ကအလိန်ခံလိုက်ရတာတဲ့ပွဲစားတွေအလိန်ခံအောင်ကျွန်တော်ခံလိုက်ရတယ်တဲ့နော်တောက်လျှောက်နောက်ဆုံးကျတော့ဒီပဇွန်ကံမှာပေါ့နော်ရောက်လာတယ်တဲ့အဲ့လိုပြောတယ် ပြောတော့ဒီပဇုံကန်ရောက်လာတော့လဲကျွန်တော်စိတ်ထဲမှာတဲ့ပုံမှန်ပေါ့ကဲငါရောက်လက်စားတော့မထူးတော့ဘူးငါအလုပ်တစ်ခုတော့ဖြစ်အောင်လုပ်လိုက်တော့မယ်ပေါ့နော်လာစားပေးမယ်မှတ်လို့ကျွန်တော်တို့နေစရာလေးနဲ့စားစရာလေးရောမတည်ဟင်းမတည်ထမင်းကျွေးထားတယ်ပေါ့လေနော်ပြောရရင်တော့အဲ့လိုပဲသူနေနေရတယ်တဲ့အဲ့တော့လာခုံရင်ပတ်ဆက်ရမယ်မှတ်လို့တောင်းတဲ့ခါကျတော့တထေးကလုံးဝမပေးဘူးတဲ့အရေးကြီးတဲ့လူတော့ပဲပေးတာတဲ့အရေးကြီးရဆိုတော့ဘလို့ရအရေးကြီးတဲ့လူကိုပေးရတော့ဘောနော်ဥပမာ တော်တော်ကြီးပေါ့အချိန်နေနေမကောင်းဘူးကကျမရေးတွေထိခိုက်ပြီးတော့လုံးဝကိုဆက်လုံးလုံးလို့မရတဲ့သူတွေပေါ့နော်မဖြစ်မနေပြန်မဲ့လူတွေလောက်ကိုပဲတဲ့အာမစွတ်မပုတ်လေးပေါ့နော်ပေးတာဘလို့ပေးလဲဆိုတော့လူတယောက်ကအဲ့နေရာမှာအလုံးလုံးတာ3လရှိပြီးသား3လလုံးလုံးလားစာမပေးဘူးသူပေးရဲ့လားစာတလားစာပဲပေးရဲ့2လားစာသူတို့စီမှာလက်ခဲကိုကျွန်းလုံးလုံးဘွားနဲ့အလကားလုံးလုံးပေးရတဲ့ပုံစံဖြစ်သွားတာပေါ့နော်ဘာလို့ဆိုတော့တနေ့ 3လစာရာမှ1လစာရာကံကောင်းတယ်လို့ပြောရမှာပေါ့နော်။ကျန်တဲ့2လစာကိုလည်းဘယ်သူမှစောင့်ပြီးတော့အာတဏှိခံပြီးမစောင့်နိုင်တော့ဘူးပေါ့လေနော်။မိသားစုတွေနဲ့ဆက်သွယ်ရှိလား။မိသားစုတွေလည်းပြောရတာအားနာတယ်တဲ့။ဘာလို့ဆိုတော့ तू ကသိန်းတရာကြီးကမှကုန်လာပြီးတဲ့ခါကျမှဒီရောက်တော့အဆင်မပြေရဲ तू မပြောချင်ဘူးတဲ့။မပြောချင်တော့ तू ချိန်မိပ်ပြီး तू လုံးလုံးနေရတဲ့။ဒီ လာစာရမှာပေါ့နော်သူလက်မှတ်လေးဝင်မယ်ပေါ့နော်ဆိုတော့အမနဲ့နိုင်မွန်မှာတွေ့လို့တဲ့ကျွန်တော်ပွဲကားကြီးလည်းတက်နိုင်ဘူးတဲ့အမကူညီပေးပါဆိုတော့အေးငါကူညီပေးမယ်အဲ့တော့မင်းကဘယ်နေ့ပြောင်းကျင်တာလဲဆိုတော့အမရဲ့ခဏလေးစောင့်ပေးပါအောင်တဲ့ဒီလကုံ20ရဲ့ဆိုရင်တော့ကျွန်တော်လာစာပေးမယ်လို့တော့ပြောတယ်တဲ့ဆိုတော့အဲ့ဒါကဒီလကုံ20ဆိုတော့ပြီးခဲ့လာပေါ့နော်ပြီးခဲ့လာ20ရဲ့က ဲ့လိုပြောတော့20နှစ်တာသူကျမကိုပြန်ခေါ်တယ်အမလုံးဝမပေးဘူးတဲ့25ရင်းနေပေးမလို့ပြောတယ်တဲ့အဲ့ဒါကျမပြောတယ်နင်းကိုလို့မပေးချင်လို့တမင်တသက်တူတွေလုံနေတာလို့အဲ့တော့တကယ်တမ်းအဲ့နေရာနေပြီးတော့မပြေးချင်တယ်ထွက်ချင်တယ်ဆိုလို့ရှိရင်တော့တခါတည်းပဲထွက်လိုက်เนาะကျမကကုညီပေးမဲ့လူကဇေခံကိုစကျမကကုညီလှမ်းတောင်းထားပေးတယ်เนาะဒီကလေးရလို့ရှိရင်ဒီလိုဒီလိုလုပ်ပေးပါဆိုပြီးကျမကကုညီလှမ်းပြီးတော့တောင်းပေးထားတယ် ါပေမဲ့ तू ကပါလဲဆိုတော့ပတ်စံတပြားမှမရှိတဲ့ခါကျတော့ရောက်တယ်ဟာ तू ရောက်နေတာကဒီပဇွန်ကံမှာရောက်နေတာငားကံမှာသူကသူလည်းဘယ်ရလို့ရောက်မလဲသိရမဟုတ်ဘူးအဲ့ငားကံနေပြီးတော့ तू ဒီကောလာလမ်ပူဆိုတာလေဘလိုလာမလဲ तू မသိဘူးမလေးရှားနိုင်ငံတော့မလေးရှားနိုင်ငံနဲ့ပေါ့လေနော်မလေးရှားနိုင်ငံနဲ့ကျဲတယ်လေနော်အဲ့တော့ तू ကအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ကျမကနေပြီးတော့အကယ်အဲ့ဆိုလို့ရှိရင်နင်းတစီနဲ့တခါတည်းထွက်လာခဲ့လိုက်ဒီရောက်မှတစီကကို ကြည့်ပြီးရှင်းပေးမယ်ဟုတ်ပြီနော်အဲ့လိုပြောတော့လေ तू မှမထွက်ရဲဘူးမပြင်ထွက်ပါလို့ရှိရင် तू ရဲ့အခြေအနေကဘလို့ဖြစ်မှန်းမသိ तू ကမသိဘူးမသိဘူးဆိုတာကဒီလိုလမ်းတောက်လျှောက်ညီမပြီးရထွက်လာရဲ तू ကအလိန်ညာနဲ့ तू ကမိလာတာမိလာတဲ့ခါကျတော့သူ့ကိုသူများအမြန်တတ်မလားဘာလို့မလဲပေါ့နော်အဲ့လိုမျိုးတွေဖြစ်တာအဲ့တော့သူ့ဘွားကစုပ်လဲစူစားလဲယူအဲ့လိုမျိုးဖြစ်နေရပါပေါ့နော် အဲ့နဲ့အမ25နှစ်လောက်တော့ကျွန်တော်စောင့်ကြည့်လိုက်အောင်ပဲတဲ့အဲ့ဒီနှစ်ကြိုင်တော့သူကအဲ့ဟိုကတေချာပေးမယ်ပေါ့လေနော်အဲ့လိုနဲ့ပြောရင်ရနေကျွန်မမေးတယ်ဒီမင်းတို့လုတ်တဲ့ဒီ90ကန်ထဲမှာပစွန်ကန်ထဲမှာမြန်မာတွေဘယ်လောက်ရှိလဲမြန်မာ၄ရောက်တော့ရှိရမှာတဲ့အခုကြတော့တဲ့ကျွန်တော်က9ကန်ထဲမှာနောက်ဆုံးမလုပ်ရဆိုမြောင်းနေပေါ့နော်ဒီဟိုအညီအကြီးလို့ပေါ့နော်ဒီရွှွညွန်တွေကိုခေါ်ရတာတဲ့အရန်ကိုပြင်မှန်းပါတယ်တဲ့တင်းတရာကုန်ခဲ့ရတော့မြန်မာပြည်ရလာပြီးတော့သူအဲ့ထံမှာရောက်နေတာ အရန်ပင်မဲ့နဲ့မငီးရဲဘူးတဲ့နေမကောင်းဘူးလို့လည်းဟန်မဆောင်ရဲဘူးလေနေမကောင်းဘူးလို့ဟန်ဆောင်တာတို့ညီလိုက်လို့ရှင်ရင်းနဲ့အထိုးခံရတယ်အကျိတ်ခံရတယ်တဲ့နော်အဲ့လိုမျိုးအဲ့ဒါနဲ့ကျွန်တော်တဲ့အဖြစ်အပျက်လေးတစ်ခုကျွန်တော်ပြောပြမယ်တဲ့တိတ်မကြသေးခင်ကကျွန်တော်တို့ကလုံးလုံးလက်ဒူလေအောင်တဲ့ကျမရေရမ်းချူချတာမှရေတဲ့ဘလုံးမောက်မခံစားနိုင်တော့လို့တဲ့သူ့ဦးတဲ့တထေးကိုလည်းဒူးထောက်တောင်းမှန်ပြီးငိုယူပြီးတော့ပေါ့နော်ပတ်စံတောင်းလိုက်တဲ့ခါမှာသူ့ဦးတဲ့ပတ်စံလေးထောက်နေရလားမသိဘူးပေးလိုက်တယ်တဲ့သူလောက်တာတော့၃လလားစား ပေးတာတွေတလားလားစားတယ်ပေးတာအဲ့လူအားတဲ့ရရချင်းတဲ့သူ့ရဲ့ဆွေမျိုးရှိတဲ့ကောလာလမ်ပူမှာရှိတာပေါ့နော်ကောလာလမ်ပူမှာရှိတဲ့သူ့ရဲ့ဒီညီမဝမ်ဝဲအင်ကိုသူသွားတယ်တဲ့လိုင်းကားနဲ့သွားတယ်ဆိုတော့သူပြောပြတယ်သွားပြီးတော့တဲ့သူ့ညီမအင်ပေါ်ပဲရောက်ပြီးတော့တနားရီတောင်မကြောက်အဲ့လူအသက်ထွက်သွားတယ်တဲ့အဆုံမကောင်းတာလေနော်သူအားတင်းပြီးတော့သူမရရအောင်သူပြန်မယ်ဆိုတော့စိတ်နဲ့သူသွားရှာတာပေါ့နော်လုံးဝကိုစိတ်မကောင်းကျမကြားတော့လीနော်တို့အဖြစ်အပျက်တွေကအများကြီးရှိနေပါတယ်မလေးရှားမှာလीနော် အဲ့တော့အခုဆိုလို့ရှိရင်ဒီကောင်လေးကယနေ့ချိန်ဒီလာစာလုံးဝမရသေးဘူးနေ့ရွှေညရွှေနဲ့ပေါ့နော်ဒီကောင်လေးကဘာပြောလဲဆိုတော့ကျွန်တော်တဲ့ကျွန်တော်တဲ့ဆူတောင်းနေရတဲ့နေ့တိုင်းနဲ့ကျွန်တော်ရဲဖမ်းပါစေဆိုပြီးတော့တဲ့ ဒါကလို့မြန်ရေဖန့်လို့ရှိရင်တဲ့ဘာပဲပြောပြောကျွန်တော်အချုပ်ထဲမှာတော့နေပြီးတော့မိသားစုညတော့အဆက်အသွယ်ရသေးတယ်မရဲတဲ့မိသားစုကိုလည်းပတ်စံပြောမပြောရဲသူ့မှာသူ့မိသားစုအချင်းတူတည်ရဲလေမပေးနိုင်တဲ့အချင်းတွေဆိုတော့သူလည်းမပြောရဲဘူးပေါ့နော်ပတ်စံကြီးလည်းတင်းတရားကြီးတောင်ကုန်လာတာလေနော်အဲ့လိုမျိုးဆိုတော့ဒီရောက်တော့လေအကူညီရလှမ်းတောင်းမယ်ဆိုတော့လေဟိုပတ်စံမပါမင်းတူလည်းဟိုပါပေါ့သူများစီမှာအကူညီမတောင်းရဲဘူးပေါ့ကျွန်တော်ကတပြားမှမရှိရမရဲတဲ့ဆိုတော့လေအမကိုလည်းအားနာတယ်မတောင်းရဲဘူးတဲ့ ဒါပေမဲ့ကျမကပြောတယ်သူ့ကိုမင်းတကယ်တမ်းကထွက်လာခြင်းနဲ့ဆိုလို့ရှိရင်တော့လာခဲ့မဖြစ်ဖြစ်တဲ့နီးနဲ့တခုမဟုတ်တခုနဲ့တော့အခုညီတော့ပေးပေးမယ်ပေါ့နော်အဲ့လိုမျိုးပြောလိုက်တာအဲ့တော့သူကလည်းဘာဖြစ်လဲဆိုတော့အမရေတဲ့ကျွန်တော်စိတ်ထဲမှာလည်းခံပြင်းနေတဲ့ဒီလောက်ထီတဲ့ပင်ပင်ပန်းပန်းနဲ့တနေလုံးအလုံးလုံးလာတာရွှွညွန်နေမှာတဲ့နော်ဒီလားစာလေးတလားစာတော့မပေးဘဲနဲ့ကျွန်တော်ထွက်ရတာကျွန်တော်ရဲ့ယောက်ျားမဟုတ်တဲ့အတိုင်းပဲတဲ့အရှုံးမခံချင်ဘူးမရေတဲ့မရရအောင်ကျွန်တော်ရအောင် တောင်းမယ်တဲ့သူကလည်းနော် ဆိုတော့ယနေ့ချိန်ကြီးတော့ပြီးခဲ့တဲ့လရဲသူကျမကိုဆက်သွယ်တာပေါ့နော်ဒီနေ့ဆိုလို့ရှိရင်အာအောက်တိုဘာ2ဖြစ်သွားပြီပေါ့နော်ဆိုတော့ယနေ့ချိန်ကြီးသူဘာသမ်းမကိုမပြောတော့ငြိမ်ကြပါရယ်အဲ့တော့တနာစရာလည်းရန်ကောင်းတယ်ဒီလိုအဖြစ်ပြက်တွေကမလေးရှားမှာအများကြီးရှိပါတယ်ဒူးနဲ့ဒေးရှိပါတယ်အဲ့တော့ ကျမကိုလာလာမေးကြတယ်မလေးရှားကိုအပေါ်လန်းတွေရောအောက်လန်းတွေရောလာကျင်ကြတာလေအောက်လန်းဆိုလို့ရှိရင်လည်းလာကြတာပဲပေါ့နော်တချို့ဆိုလို့ရှိရင်အလုတ်ချပေးမယ်ဆိုပြီးတော့ပါ6000လို့9000လို့တောင်းလာရရှိရယ်မလေးရှားနိုင်ငံကိုအောက်လန်းရယ်လဲခေါ်တယ်အထက်လန်းရယ်မခေါ်ခေါ်မလေးရှားနိုင်ငံမှာအလုတ်အပါအဝင်ပတ်စံနေ6000တွေ9000တွေမလေးရှား ringgit နဲ့ပေါ့နော်360တွေ80တွေခေါ်နေကြတာအဲ့ဒါအဲ့လူတွေကယူလို့ခေါ်နေကြတာကျမလို့ပြောရင်စိုက်ချင်ကြိုင်းမစိုက်ချင်ဘူးဟုတ်ပြီနော်ဘာလို့လဲဆိုတော့လာတဲ့လူတွေကလည်း ဒီလူတွေရဲ့စကားကိုလုံးဝကိုယုံပြီးတော့ကိုပဆန်ကိုလေဟိုဒီတကယ်ကိုမြောင်းလဲကိုလှုပ်လိုက်တဲ့အတိုင်းပဲလာကြတာเนาะကိုနိုင်ငံမှာလဲဒုက္ခရောက်တာမှန်တယ်ဒုက္ခတွင်းရနေပြီးတော့နောက်တွင်းကိုကူးလာကြတာအဲ့ပုံစံတိုင်းကိုဖြစ်နေတာเนาะမလို့လဲဆိုတော့အခုပြောသလိုပေါ့အလုတ်အပါအပီးဆိုတဲ့ခါကျဒီမိုက်ကိုရမဲ့အလုတ်ကဘာလုံးမှန်းလဲမသိဘူးဒီလိုပဇွန်ကန်နေငားကန်နေမှာဆိုလို့တချို့တွေကပွဲစားတွေကပြန်အောင်ရောင်းစားတာရှိရယ်เนาะ 6000ကဒီဘက်ကလာတဲ့လူစီလည်းရတယ်ပြီးလို့ရှိရင်ဒီဘက်မှာဒီငါးခံပစုံခံရာဘာချံပေါ့နော်အဲ့ဒီဘက်တွေဒီမှာပြန်ပြီးတော့ရောင်းစားလို့ရှိရင်လည်းဟိုပိုင်ရှင်ကသူတို့ကိုပတ်စံပေးသေးတယ်နော်ပြန်ဝယ်တာပေါ့ဆိုတော့ဈားထဲမှာလာတဲ့ဒီအလုံသမားကတကယ်ဟိုပဲကျွန်စစ်စစ်ကြီးကိုဖြစ်သွားပြီးတော့တိုင်လို့မရပြုတ်လို့မရနဲ့ပြေးလို့လည်းမရဘူးเนาะအရိုက်ကလည်းခံရအောင်မယ်အဲ့လိုမျိုးကြီးဖြစ်နေတာအဲ့တော့မလေးရှားကိုလာမယ်ဆိုရင်တေချာစဉ်းစားလူခံရှိရလားဒီဘက်မှာရောနေဖို့ထိုင်ဖို့လုံလုံစိတ်ချရလား နောက်ပြီးတော့မလေးရှားမှာကမြင်းနေတိုင်းပဲเนาะဖမ်းတာဖမ်းတာမှာဒီစီမံချက်တွေကလေရော့သွားမှာမဟုတ်ဘူးချစ်နိုင်လို့ရှိရင်သူတို့ကဒီတရားမဝင်နေပပျောက်ရေးဆိုရယ်စီမံကိန်းနဲ့ကိုသူတို့ကလုံနေရเนาะဖမ်းနေအောင်မှာပဲတောက်လျှောက်ကဝင်တဲ့လူကလည်းဝင်လာတယ်ဖမ်းတဲ့လူကလည်းဖမ်းနေအောင်မှာပဲအဲ့ဒါကြောင့်မို့ဒီဘက်ကိုဝင်လာတဲ့လူတွေကလည်းပြန်ကျင်လုံးအားကြီးလို့မလေးရှားကိုအရင်တော့ကမရောက်ဘူးလို့လာကျင်ကြတာလေ ရောက်လာပြီးတိသွားပြီးအကျိုးအကြောင်းတွေတိသွားတဲ့ခါကျတော့မရင်ထိုင်တော့ဘာလို့ရလဲဆိုတော့ပြန်မှုကြတော့လည်းလွယ်သလားဆိုတော့မလွယ်ဘူးဒီလိုစီရင်နေရှောက်ရတယ်เนาะမှတ်ပုံတွေမရှိဘာ passport မှမရှိရလို့ဆိုလို့ရှိရင်လည်းတကယ့်ကိုလမ်းပျောက်ပဲမှတ်ပုံတွေဟိုမူရင်းကိုမပေးနိုင်လို့ရှိရင်တန်ရုံကလည်းစီရင်ကမပြဘူးလीเนาะပုံမြောက်ဒီမြောက်နဲ့ကိုယ်နိုင်ငံကိုပြန်လာအောင်မှဟိုဒန်ကြီးပြပါမယ်ဆိုတော့မှလွယ်ကူနဲ့ပြန်လို့မရတဲ့အရာတွေကတပုံရရှိရယ်ပေါ့เนาะအထောက်အထားတွေမပြည့်စုံလို့ရှိရင် တော့ဝင်လာတော့ကလည်းခရယာကစီဝင်ရတယ်ပြန်ထွက်တာလည်းအာခရယာကစီပြန်ထွက်ရတယ်ရှိတယ်နေတဲ့အခိုက်အတန့်ကာလမှာလည်းကျွန်းတာတာပဲလေနော်အာကိုယ်ကမရှိမရှိမနေနဲ့လာရတဲ့အတွက်ကြောင့်မလို့တေချာစဉ်းစားပြီးမှလာပါနော်ပွဲစားဆိုတော့ခေါ်มาပဲဒါသူတို့ရဲ့စီးပွားရေးလေနော်အောက်လန်းဆိုလည်းအောက်လန်းပဲထဲလန်းဆိုလည်းထဲလန်းခေါ်มาပဲမလေးရှားနိုင်ငံရောက်တော့မှဒီလောက်ကကျွန်တော်မလုပ်ချင်ပါဘူးပါငင်းလို့မရအောင်ငင်းပိုင်ခွင့်လည်းမရှိဘူးတိုင်စရာလည်းမရှိဘူး တရားမဝင်နဲ့လာတဲ့အတွက်ကြောင့်မို့လို့ဘယ်သူ့ကိုမှတိုင်လို့မရအောင်အလို့ရှင်ရမတရားမှုကြီးလုပ်နေလဲတိုင်လို့ရမရအောင်နော်အဲ့ဒါကြောင့်မို့လို့အလို့ရှင်နေရညစ်ပတ်တယ်နောက်တချို့လို့ရှင်နေရအာတိုင်လို့မရမှန်တည့်ရတဲ့အတွက်ကြောင့်မို့လစာကြီးလည်းမပေးဘောခိုင်းရင်လို့ခိုင်းလူရီကိုလူလို့မထင်ဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတယ်တချို့ကမလေးရှားကိုလာကြတာကဟိုဘက်ရွာနဲ့ဒီဘက်ရွာကူးလာတဲ့အတိုင်းပဲဘာထောက်ထားမှလည်းမရှိဘူးအရေးအကြောင်းရှိလို့ရှင်ရင်လည်းဘယ်လိုဆက်သွယ်ရမှန်းလည်းမသိဘူးပေါ့နော်အဲ့လိုမျိုးတွေနဲ့ပစ္စလက်ခါကြီးမလာနဲ့ ဒုက္ခကိုယ့်နိုင်ငံမှာရှိတဲ့ဒုက္ခတွေမှာပို့ပြီးတော့မှဒုက္ခပို့ကြီးသေးတယ်เนาะတတိထားပါပွဲစားတွေကအလုတ်လဲပေးပဲအလုတ်အပါပေါ့နော်မလေးရှားအယောက်6000နေ9000နေတော့3900တွေ80တောင်းတယ်တတိထားပါအယောက်စားခံမယ်เนาะကောင်းတဲ့ပွဲစားဆိုတာရှားပါတယ်အစင်တန်းရှိတဲ့ပွဲစားဆိုတာလည်းလက်ချိုးရည်လိုရပါတယ်เนาะအကုန်လုံးကတော့ရသမျှနှွားမယ်ဆိုတာကြီးပဲနောက်တစ်ခုကအညာဒေတာမှာပေါ့နော်နေရ ရွာလေးတရွာဆိုလို့ရှိရင်လေလူတွေကုံတလောက်ဖြစ်တော့မယ်အဲ့ဒီပွဲစားကအာမလေးရှားမှာပေါ့နော်အရင်ရောက်နေနေရပေါ့နည်းနည်းလူလဲကြသွားပြီပေါ့နော်တရွာလုံးကလူတွေကိုခေါ်တာခေါ်တာအလကားခေါ်တာမဟုတ်ဘူးရွာမှာရှိရလူတွေကခီးသမျှတွေကိုရောင်းနှံပြီးတော့မှပို့လိုက်တာဒီဘက်ရောက်တော့အဲ့ပွဲစားသူ့ရွာသားတွေကိုဝယ်ပြန်ပြီးတော့ဖြန်ကြတာနော်ဖြန်ကြပြီးတော့အဲ့ရွာသားတွေစီကနေပတ်စံတဲ့တခါပြန်အလုံးလုံးစားတာဒီဘက်ချမ်းမှာအဲ့ကလေးတွေကလည်းအဲ့ချောင်းထဲမှာပိတ်လို့နော် ဒါပေမဲ့ဒီအရာတွေကရေရှည်တော့သွားမှာမဟုတ်ပါဘူး။အာသူများမျက်ရည်ပေါက်ကြီးငယ်ကြမှစားတဲ့ဓမင်းလုပ်တွေမဟုတ်လို့ပါနော်။အာယာယီခဏပါဒါတွေရလဲနော်။အဲ့တော့ကျမတို့မြန်မာနိုင်ငံဟိုးနယ်တွေအညာဒေသတွေရွာတွေအားလုံးကလာတဲ့သူတွေနော်။ကျမရဲ့အခုပြောတဲ့ဟာလေးကိုနားထောင်စီခြင်းနဲ့မလေးရှားကိုမလာခင်စဉ်းစားပါ။ချစ်သမျှအဲ့ပွဲစားကြီး အောက်ကပွဲစားအလက်တွေအသေးတွေပေါ့နော်။ ပွဲစားအမုံအမွားတွေပြောသမျှစကားတွေကိုမယုံပါနဲ့တဆင့်ငံပွဲစားတွေရောငါးဆင့်ငံပွဲစားတွေရောဆွတ်ဆွတ်တွေကိုခန့်နေရပဲเนาะအားရဲ့ဒီမြန်မာ community ပေါ့เนาะမြန်မာအတိုင်းဝိုင်းကြီးကလုံးဝကြီးကိုအာကြောက်ထဲကိုကြာနေရเนาะနှိမ်ညင်းစရာတွေဖြစ်နေရလေအဲဘာလို့လဲဆိုတော့ဒီလိုမျိုးလူအောက်တန်းစားတွေလူငယ်ရုပ်တွေရှိလို့ပေါ့เนาะရုံမာတဲ့လူတွေရှိလို့တိထားစီခြင်းနဲ့เนาะဒါတွေကတကယ်ဖြစ်ဖြစ်နေတာပါဆိုတော့သိစီခြင်းပါတယ်အားလုံးပဲ ခေါင်းတေချာတုံးမှာမလေးရှားကိုလာမယ်ဆိုရင်ဘယ်ပွဲစားပြောသမျှအောင်မှမယုံပါနဲ့เนาะအာတေချာစဉ်းစားပါเนาะအစင်တန်းရှိတဲ့ပွဲစားဆိုတာအရန်ကိုနဲပါတယ်အလုံးပဲအစင်ပြီးခြုံမိကြပါစီ